ဝိပတ္တိရှိတယ်လို့တမ္ပတ္တိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတ္တိဆိုတဲ့စကလုံးကိုတမ္ပတ္တိဆိုတဲ့စကလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတ္တိအချိန်ကောင်းအခါကောင်းဂတိတမ္ပတ္တိဘဝကောင်းဥရိတမ္ပတ္တိရုပ်ဆင်းအင်္ဂါလှပတယ်နော်ရုပ်ဆင်းအင်္ဂါလှပလို့ရှိရင်သူကကောင်းစားနိုင်တယ်ပေါ့ပယောကတမ္ပတ္တိစူးစမ်းအထုတ်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်အဲ့တော့တမ္ပတ္တိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင် ုသိုလ်ကအကျိုးပေးတယ်။တမတိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့သူတို့ဆိုလိုတယ်။အဲတော့လောကမှာဘဝမှာအစဉ်ပြေမှုမပြေမှုဆိုတဲ့နေရာမှာကံဟုမူလသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်မန္တိဆရာတော်ကြီးကမကားရီဝါမှာရေးထားတာကံလို့ဟောတာဟာတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ပြောတာပါတဲ့ဥစ္စာဘောကပညာရဖို့အတွက်ကြတာ တုံးနာဝီရိယနဲ့သဆိုင်တဲ့အသိပညာနဲ့သဆိုင်တယ်လူတယောက်ကြီးပွားဖို့ကြတော့ကံနဲ့ကြီးပဲမဆိုင်ဘူးတဲ့ပညာနဲ့လုံနာဝီရိယနဲ့ကြိုးစားအထောက်အားဒါကြောင့်မို့ပညာသင်ကြရတယ်တတ်ထားတဲ့ပညာနဲ့ကြိုးစားအထောက်ကြအဲ့ဒါလို့လုံလို့ရှိရင်ဘဝမှာကြီးပွားတိုးတက်တယ်ဆိုတာဒါမှန်ကန်